ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီဆက်ကနေကြိုဆိုပါရစေတပတ်တာအခြေခံမလီစကားလေ့လာမှုအပိုင်းနှစ်ကနေပြီးတော့ကြိုဆိုပါရစေနော်ဒီနေ့အပိုင်းနှစ်မှာတော့အပိုင်းတစ်ကစကားလုံးတွေနဲ့ဆက်ဆက်ပြီးလေ့လာမှာဖြစ်တဲ့အတွက်တငယ်ချင်းအနေနဲ့အပိုင်းတစ်ကိုမလီရမလီလာသေးဘူးဆိုရင်သွားပြီးတော့လေ့လာဖို့ကိုအကြံပြုပါရစေဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့အပိုင်းနှစ်ကိုစပြီးတော့လေ့လာကြည့်အောင်နော်စီနီ SINICNI SINI ဆိုတာကတော့ကျွန်တော်တို့ဒီမာလို့အဓိပ္ပာယ်ရပါတယ်เนาะဒီမာဒီနေရာမှာလို့ပြောတာဖြစ်ပါတယ်เนาะဒီမာဒီမာလို့ပြောတဲ့အခါမျိုးမှာ SINI SINI လို့ပြောရပါတယ်ပြန်ပြောကြည့်ရအောင် SINI ဒီမာဟုတ်ပြီဒါဆိုရင်ဟိုမာကိုဘယ်လိုပြောမလဲစာနာလို့ပြောပါတယ်เนาะစာနာဆိုတာဟိုမာလို့အဓိပ္ပာယ်ရပါတယ် S A N A R စာနာဟိုမာပြန်ပြောကြည့်အောင်เนาะစာနာဟိုမာဒါဆိုရင် SINI ဒီမာစာနာဟိုမာဟုတ်ပြီဒီစကားလုံးကိုစက်မှတ်ထားပြပါနော် ဒီစကလုံးကတော့အရန်ကိုအခြေကြီးတဲ့စကလုံးဖြစ်တယ်ဒီစကလုံးကိုစက်မှတ်ထားပေးဖို့လိုအပ်မယ်နော်မိမိတို့လုံနိုင်တာမိမိတို့လုတ်ကင်နိုင်တာပေါ့နော်မိမိတို့ဖြစ်နိုင်တယ်လုံနိုင်တယ်ဆိုတဲ့အရာတွေကိုကျွန်တော်တို့မလေးလို့ဘယ်လိုပြောမလဲဆိုရင်ကျွန်တော်တို့ဘိုလေးလို့ပြောရပါတယ်စကလုံးပေါင်းကတော့ B O L E H ဘိုလေးဘိုလေးဆိုတာကတော့ကျွန်တော်တို့မြန်မာလိုလုံနိုင်တယ်လို့အတိပေးရပါတယ်နော်ဒီစကလုံးကိုစက်မှတ်ထားပေးဖို့လိုအပ်ပါမယ်နော်လုပ်ငန်းခွင်ထဲမှာမိမိတို့လုံနိုင်နေဆိုရင်ဘူလေးလို့ပြောရပါမယ်ဒီအလုပ်ကဖြစ်နိုင်နေလုံနိုင်နေအဆရှိတာတွေကိုဘူလေးဘူလေးလို့ပြောပါရယ်နော် ဟုတ်ပြီမြမြကြည်အောင်မှာပိုလေးလုံနိုင်သည်မြမြကြည်အောင်ပိုလေးလုံနိုင်သည်ဒီစကားလုံးလေးကတော့မနေ့ကလည်းလေ့လာခဲ့ပြီးဖြစ်ပါတယ် TEK တာတာဆိုတော့ကျွန်တော်တို့အငင်းစကားလုံးတော့အဓိပ္ပာယ်ရောမှာဖြစ်ပါတယ်เนาะကျွန်တော်တို့မဟုတ်ဘူးမလုပ်ဘူးအဆရှိတဲ့စကားလုံးပေါ့เนาะကျွန်တော်တို့အဓိပ္ပာယ်ရပါတယ်မိမိတို့ပြောဆိုခြင်းနဲ့အကြောင်းအရာရဲ့ရှေ့မှာတာဆိုတာကိုကျွန်တော်တို့ထည့်သွင်းပြောဆိုလိုက်မယ်ဆိုရင်ဒီစကားလုံးကလုံးဝအငင်းစကားလုံးဖြစ်သွားပါပြီเนาะ မှအတိတ်ပဲတက်ရောက်ပါတယ်မဟုတ်ဘူးမလုပ်ဘူးအဆရှိတဲ့အတိတ်ပဲကိုတက်ရောက်စီမှာဖြစ်ပါတယ်နော်အခုဒီမှာဆိုရင်ဘိုလေးလုံနိုင်သည်ဆိုတဲ့သကလုံးရဲ့ရှေ့မှာဒီအငင်းသကလုံးဖြစ်တဲ့တာကိုထည့်သွင်းပြီးပြောဆိုကြည့်မယ်တာဘိုလေးမလုံနိုင်ဘူးလို့အတိတ်ပဲရပါတယ်နော်ပြောချင်အောင်ပါတာဘိုလေးမလုံနိုင်ဘူးလုပ်ငန်းခွင်ထဲမှာမိမိတို့မလုံနိုင်တဲ့အရာဝတ္ထုတွေကိုမလုတ်ကင်နိုင်တဲ့အလုပ်တွေကိုတာဘိုလေးလို့ပြောရပါတယ်နော်မလုံနိုင်ဘူးတာဘိုလေး ပိုလေးလုံနိုင်သည်တာပိုလေးမလုံနိုင်ဘူးလို့ကျွန်တော်တို့အတိပေးရပါတယ်နောက်ထပ်စကားလုံးတစ်ခုကတော့ farhan ဖြစ်ပါတယ် farhan ဆိုတာကတော့ကျွန်တော်တို့နားလေသည်လို့အတိပေးရပါတယ်တစုံတစ်ယောက်ကပြောလိုက်တာကိုမိမိတို့ကနားလေတယ်ဆိုရင် farhan လို့ပြောရပါတယ် farhan ဆိုတာကတော့ကျွန်တော်တို့နားလေသည်လို့အတိပေးရပါတယ်เนาะပြန်ပြောကြည့်အောင်မှာ f a h a n farhan နားလေသည် နောက်တစ်ခါတော့ပြန်ပြကြည့်အောင်ပါဖာဟန်နားလေသည်ဟုတ်ပြီဒါဆိုရင်နားမလည်ဘူးဆိုတဲ့စကားလုံးကိုဘယ်လိုပြောမလဲတွေ့ပါတယ်ဆောဆောနာကကျွန်တော်တို့ပြောခဲ့တဲ့တဆိုတဲ့အငင်းစကားလုံးကိုရှိကနေထည့်ပြီးတော့နားမလည်ဘူးတဖာဟန်ဆိုပြီးတော့ပြောဆိုမှာဖြစ်ပါတယ်ဖာဟန်နားလေသည်နားမလည်ဘူးဆိုရင်တော့တဖာဟန်လို့ပြောဆိုမှာဖြစ်ပါတယ် မနေ့ကလေ့လာထားခဲ့တဲ့စာယာကျွန်တော်ကျမဆိုတဲ့စကားလုံးနဲ့ဒီဖာဟန်ဆိုတဲ့စကားလုံးကိုတွက်ဖက်ပြီးတော့ဝေချတခုတိဆောက်ကြည့်အောင်ပါစာယာဖာဟန်ကျွန်တော်နားလေသည်လို့အတိပေးရပါတယ်နော်စာယာဆိုတာကတော့ကျွန်တော်ကျမအပြောရဖြစ်ပါတယ်ဖာဟန်ဆိုတာကနားလေသည်ဟုတ်ပြီဒီစကားလုံးတစ်ခုကိုဆက်ဆက်ပြီးတော့စာယာဖာဟန်ဆိုရင်ကျွန်တော်နားလေသည်လို့အတိပေးရပါတယ်နားမလည်ဘူးဆိုရင်တော့ဆာယာတဖာဟန်လို့ပြောရပါတယ်နော်ရှေးကနေဆာယာကျွန်တော်ကျမဆိုတဲ့စကားလုံးကိုထည့်သွင်းပြီးတော့ဆာယာတဖာဟန်ကျွန်တော်နားမလည်ဘူးဆိုပြီးတော့ပြောဆိုလို့ရပါတယ် KAH ကကားဆိုတာကတော့ကျွန်တော်တို့မြန်မာလိုလားပေါ့နော်မိခွန်းစကလုံးတွေမှာကျွန်တော်တို့အသုံးပြုတယ်နောက်ကနေပြီးတော့ရှိလားတီလားအစရှိတယ်ကျွန်တော်တို့လားဆိုတဲ့မိခွန်းစကလုံးကိုမလေးလို့ကျွန်တော်တို့ဘယ်လိုပြောမလဲဆိုရင်ကားလို့ပြောပါတယ်နော်ကားဆိုတာကျွန်တော်တို့မြန်မာလိုလားဆိုပြီးတော့အတိတ်ပဲရပါတယ်နော်လားဆိုတာကအစားပြီးပြီလားတော့ပြီးပြီလားအစရှိတဲ့မိခွန်းတွေမှာပြောဆိုတဲ့အခါမှာ ဒီလားဆိုတဲ့စကားလုံးရဲ့နေရာမှာမလေးလို့ပြောမယ်ဆိုရင်ကားဆိုပြီးတော့ကျွန်တော်တို့ပြောဆိုရမှာဖြစ်ပါတယ်။ဟုတ်ပြီဒီစကားလုံးလေးနဲ့ဆက်ဆက်ပြီးကျွန်တော်တို့ဝါကြလေးတိဆောက်ပြီးတော့လေ့လာကြည့်အောင်နော်။ဒီနေ့လေ့လာထားတဲ့စီနီဒီမာဆိုတဲ့စကားလုံးကိုစောစောနာကမေခွန်းစကားလုံးနဲ့ပေါင်းဆက်ပြီးတော့စီနီကဒီမာလားဆိုပြီးတော့ကျွန်တော်တို့ပြောဆိုလို့ရပါတယ်နော်။အဲကျွန်တော်တို့မေခွန်းတစ်ခုမေးလိုက်တာပေါ့နော်ဒီမာလာဒီနေရာမာလာအဆရှိအရကိုကျွန်တော်တို့စီနီကာလို့ပြောရပါတယ်နော်ဒါဆိုရင်ဟိုမာလာဟိုနေရာမာလာအဆရှိအရကိုမေးမယ်ဆိုရင်က စောစောနာကတိလက်ထားခဲ့တဲ့စာနာဟိုမာဆိုတဲ့စကားလုံးကိုဒီကားဆိုတဲ့မိခွန်းစကားလုံးနဲ့ပေါင်းဆက်ပြီးတော့စာနာကဟိုမာလားဆိုပြီးတော့ကျွန်တော်တို့ပြောဆိုလို့ရပါတယ်နော်အာရရှိသည်ဆိုတဲ့စကားလုံးကိုကျွန်တော်တို့ဒီကားဆိုတဲ့စကားလုံးနဲ့ပေါင်းဆက်ပြီးတော့လည်းရှိလားဆိုပြီးတော့ကျွန်တော်တို့ပြောဆိုလို့ရပါတယ်နော်တာရကမရှိဘူးလားဆိုပြီးတော့လေကျွန်တော်တို့ပြောဆိုလို့ရပါတယ်အာရရှိသည်တာရမရှိဘူးဆိုတဲ့စကားလုံးတွေကိုဒီကားဆိုတဲ့မိခွန်းစကားလုံးနဲ့ပေါင်းဆက်ပြီးတော့ မရှိဘူးလားရှိလားအဆရှိသဖြင့်ကျွန်တော်တို့ဝကြတွေတိဆောက်ပြီးတော့ပြောဆိုလို့ရပါတယ်နော်ဒါကတော့အယိုးရှင်ဆုံးဝကြတိဆောက်ပုံလေးပဲဖြစ်ပါတယ်တကယ်ချင်းတို့အနေနဲ့လည်းလိလာရမတရားလွယ်ကူမယ်လို့ယုံကြည်ပါတယ်နော်ဒါဆိုကျွန်တော်တို့အပိုင်း၃မှာပြန်တွေ့ကြမယ်နော်ပုံမဆုံးလွန်နဲ့မဒီစကပြောသင်ခန်းစာတွေကိုလိလာခြင်းနဲ့ဆိုရင်ဒီဆက်ရဲ့ YouTube နဲ့ Facebook မှာတွားရောက်လိလာနိုင်ပါတယ်